ပရိသတ်တွေကြည်ကျင်လွန်းလို့စောင့်မျှော်နေကြတဲ့ကျော်စွာဝင်းရဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာပါပြီပရိသတ်ကြီးတို့ရေကျော်စွာဝင်းထိုးသက်မဲ့လူပင်းစူပါဖိုက်ကတော့တမိုင်းတလျှောက်မှာဒီလောက်ထက်ထိလူစိတ်ဝင်စားမခံခဲ့ရပါမယ်အခုကျော်စွာဝင်းပွဲပါလာလိုက်တာဖြစ်တဲ့အတွက်တတော်လေးကိုအခုချိန်မှာ Facebook Live မှာဆိုရင်တတော်လေးကိုလူကြည့်များနေပြီးတော့ကျော်စွာဝင်းရဲ့ပွဲကိုမြန်မာတိုင်းကလုံးဝစောင့်ကြည့်နေကြပြီဖြစ်ပါတယ် လိုက်တွေ view တွေတိုးလိုက်တာများလေအရင်ကနဲ့မတူအောင်တိုးနေတာဖြစ်တဲ့အတွက်လူပီနီစူပါဖိုက်ကတော့ကြောစွာဝင်းကိုအမြဲတမ်းဆွဲထားချင်နေတော့မှာပါပဲဗျာဒီနေ့ပွဲကြီးမှာတော့ခေါင်ပွဲတွေထက်ကြောစွာဝင်းရဲ့ထိုးပွဲကြီးကိုပဲဒါပရိသတ်တွေကတအားဝမှာစိတ်ဝင်စားနေကြတာဖြစ်တဲ့အတွက်ဒါကြောစွာဝင်းရဲ့ပွဲကိုစတာတုန်းကတော့ပွဲစဉ်နှစ်မှာ ဒါလှုပ်ထားပေမဲ့လည်းနောက်ပိုင်းမှာတော့လူအယောင်အမစိတ်ဝင်စားမှုမြင့်တဲ့နေရာဖြစ်တဲ့အတွက်ပွဲစဉ်ခင်းမှာပြောင်းထားလိုက်ပြီပဲဖြစ်ပါတယ်။ကျွန်တော်နေနဲ့ကြော်ဆောင်ဝင်ရဲ့ပွဲကိုခဏနိုင်လောက်မှကြည့်ရှုရမှာဖြစ်ပါတယ်။ဒီပွဲကဒါဘယ်လိုပြောရမလဲကြော်ဆောင်ဝင်တော်လည်းတကယ်ဝမအရေးကြီးတယ်ဗျအရေးကြီးတယ်ဆိုတာကပထမဦးဆုံးဒါ feathers ဂျင်ကို ရောက်ရှိပြီးတဲ့ကာလမှာပထမဦးဆုံးထိုးမှာဖြစ်ပါတယ်ဒါကြောင့်မလို့သူ့အနေနဲ့ဘလောက်တိုးတက်လာပြီလဲဆိုတာတနိုင်ကလုံးကမြန်မာပြည်သက်တွေကိုချပြရမယ့်အနေထား သူ့အနေနဲ့ဘယ်လောက်တိကျစွမ်းဆောင်ပြနိုင်ပြီလဲဆိုတာကိုပြသရမှာပဲဖြစ်ပါတယ်။ဒီမှာနိုင်မှသာလင်ဝမ်ချန်ပီယံရှစ်မှာလေချွတ်ချွတ်ချွတ်ဝင်နိုင်မှာဖြစ်ပြီးတော့ဒါကျွန်တော်တို့အစအကောင်းမှအနှောင့်အယှက်ချတွေဆိုတကယ်တော့เนาะကျွန်တော်တို့ဘယ်လိုပြောရမလဲအခုကအစအကောင်းမှရမယ်ဗျာ။ဆိုတော့ကျောဆောင်ဝင်းရဲ့သူရဲ့ fan success တွေကတော့မြန်မာနိုင်ငံကလက်မှတ်เนาะဖြတ်ထားကြပြီးတခါတည်းပဲအခုချိန်မှာကွင်းထဲမှာပြည်ရောက်နေကြပြီးကျောဆောင်ဝင်းကိုလည်း online ပေါ်ကနေမြန်မာနိုင်ငံဘက်ကပြည်သူတွေကလည်းပြည်ထောင်ကလည်းအားပေးဖို့အစီအစဉ်ဖြစ်နေကြပြီးကျွန်တော်တို့ကျောဆောင်ဝင်းကိုအပြည့်အဝအားပေးချရအောင်ဗျာ